မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီတတန်းတလုံးအထီးပေါ့နော်နောက်ထပ်ကီးတစ်မျိုးကိုပြပေးတော့မှာဖြစ်ပါတယ်တတန်းတလုံးယူလို့ရအောင်ဖြစ်ပါတယ်ပေါ့နော်20 27 20နှစ်ကနေစပြီးပြပေးထားတာဖြစ်ပါတယ်ဒီတုံညာလေးငါအထီးကီးဖြစ်ပါတယ်တုံညာလေးလေးဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတုံညာရဲ့လေးရဖြစ်ပါတယ်ဒီနေ့လျှောက်ခွန်ကီးဖြစ်ပါတယ် နေနေတည်ဖြစ်ပါတယ်ဗောနော်နေနေတည်ဆိုတဲ့အတွက်အတီကီနေတလုံးဒိတ်စီနဲ့အလဲထဲနေရာမှာရှာပြီးတော့တယ်ဒီ9ခု3ညာကီဖြစ်ပါတယ်နေနေတည်ပြီးတော့၈၄3ဗောနော် sorry ကျွန်တော်ဒီမှာယူတာကဒီ3ညာ၄တက်ဖြစ်ပါတယ်ဗောဒီ3ညာ၄တက်ကနေစာပြီးယူရမှာဖြစ်ပါတယ်3ညာ၄တက်မှာအတီကီ3ညာရဲ့၄ရဲ့ဗောနော် တော်များလေးတည်ပြီးတော့ရှေးလျှောက်ခွန်ဖြစ်ပါတယ်အဲ့ဒီမှာတော့အထီးကြီး6ရန်ခွန်ရဲ့လေနဲ့အပိညာပေါ့နော်ရှေးလျှောက်ခွန်ပြီးတော့6တုံများ6ဖြစ်ပါတယ်တုံများတစ်လုံးကအလေနေရာကပေါ့နော်6တုံများ6ပြီးတော့နေလျှောက်ခွန်ကြီး6 6နေချပေးသွားတာဖြစ်ပါတယ်အထီးကြီးနေရဲ့6ရဲ့အပြီးချပေးသွားတယ်ပေါ့နော်ဒီ6တုံများတက်ကြီးမှာတော့6 6 5ဖြစ်ပါတယ်အထီးကြီး6တုံထိပ်စီနဲ့အသေးသေးနေရာမှာဖြစ်ပါတယ် ဒီလေရှိကိုကီမာတော့ကိုရှောင်းနေဆိုတဲ့အတွက်ကိုတလုံးထိစီနေရအားချပြီးတော့တဲ့ဒီနောက်ထပ်၃ည၄၄ပေါ့နော်၆တုံများတည်တဲ့က၃နဲ့တလုံးနောက်ထပ်ခွန်တင်းနီအထီးကီမာနေနေတည်ဆိုတဲ့အတွက်အထီးကီတည်ရနေရပြည့်ဖြစ်ပါတယ်နေနေတည်ပြီးတော့၈၄၃ဖြစ်ပါတယ်အထီးကီကတော့၃ည၄၅ကီပေါ့နော်၈၄၃ဆိုတဲ့အတွက်အထီးကီလေးတလုံးကအလေထဲနေရာကဖြစ်ပါတယ် ရှင်းနှစ်3ကိမှာတော့ရှင်းရှောင်း3ဆိုတဲ့အတွက်အထီးကိရှင်းနဲ့3နဲ့အထိတ်စီနဲ့အပိန်နေရာမှာချပြသွားတယ်ပေါ့နော်။တုံညာလေး5ကိမှာနှစ်တုံညာ6ဆိုတဲ့အတွက်တုံနဲ့တလုံးအလဲထိုင်။ဒီလေး6ကိမှာတော့ခွန်ခွန်6ဆိုတဲ့အတွက်6တလုံးအပိန်ပေါ့နော်။ဒီခွန်တင်နှစ်ကိမှာတော့ခွန်တုံညာ3ညာဆိုတဲ့အတွက်အထီးကိ9တလုံးထိတ်စီနေရာကချပြသွားတယ်။300ပေါ့နော်300မှာတော့အထီးကြီး300ရခွန်ရပြီးရှားပြီးတော့တယ် တောင်ညာလေးငါးကီမှာတော့ရှီကိုလေးဆိုတဲ့အတွက်အထီးကီလေးတို့အပိညာက ခြားပေးထားတာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာနှုံနယ်ပဲပြောထားခဲ့တဲ့ကီတော်နီအဆက်ဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင် အပင်ပေါင်းကတော့30နဲ့၄ချိန်ရှိသွားပြီဖြစ်ပါတယ်။တွေ့ရ20ကိုတူတူလေးတာကြည့်အောင်ပေါ့နော်။ ဒီခုနှစ်ရာသီပင်ကနေ၃ခုခွန်ချပေးသွားတဲ့ပြင်ကိုရှာတွင်ပြပေးသွားမယ်ပေါ့နော်။ငါးနှစ်ကြိမ်ပေါင်းချင်း30ဖြစ်ပါတယ်။၃များပဲယူမယ်။အနည်းနဲ့ချင်းပေါင်း30၃များပဲယူရဲ။၄ရှစ်ကဆက်နှစ်ကိုနှစ်ပေးယူမယ်ပေါ့နော်။ဒီမှာ၄တကြိမ်။နောက်ထပ်ဒီ၅ရက်နှစ်ရထပ်ပေါင်းရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီမှာအဲနင်းတဲ့ နေပေါင်း၄ပေါ့နော်ဒီ၄ပေါင်းနာရှင်းရှင်းနဲ့၅ပေါင်းရှင်း73ရာတဲ့အတွက်ကြောင့်မို့၃ကို၄နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်ပေါင်းရှင်း9ရာမှာဖြစ်ပါတယ်ပေါ့နော်၃၄ပေါင်းခွန်ခွန်ကို1တူတာက၈၃ခွန်၈ကီမှာ၃ခွန်ခွန်ဖြစ်ပါတယ်၃ရဲ့ခွန်ရဲ့အဲ့မှာအပူရွှေအတွက်အပြီးချပေးထားတာဖြစ်ပါတယ်ပေါ့နော်၃ခွန်ရှိကီမှာ၃ခွန်ခွန်ဆိုပြီးပြထားတယ်။ထပ်ပြီးတော့ဒီတုံများလေး900ရာတာကိုထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒီလေးနှစ်ကြိမ်ပေါင်းရှင်းရှိဖြစ်ပါတယ်နေ့နဲ့၆နှစ်ကရှင်းရတယ်ပေါ့နော်ချောင်းတုံးပေါင်းရှင်းက၉ဒီနေ့ကတစ်ကြိမ်ဒီနေ့နေ့ပေါင်းရှင်း၃ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီရှင်းနဲ့နေ့ပေါင်း၃၀၉နဲ့နေ့ပေါင်း၃၀ရှင်းနဲ့နေ့ပေါင်း၃၀ဆိုတဲ့အတွက်ပေါင်းရှင်း၃၀ပေါ့နော်တုံညာကို၄ပေါင်းရှင်း၄၄ကိုတိတိုးတာ၅တုံညာ၄၅ကြီးရမှာဖြစ်ပါတယ် ရှိကိုလေးဆိုရအတွက်လေးသလုံးအပိတ်နေရာကချပေးထားတယ်ပါနော်ပြီးကြတဲ့ဘက်မှာကျွန်တော်ဒုံမြောင်းလေးငါးကီမှာနှုံနေပဲပြောထားခဲ့ရတယ်ပေါ့နော်โอเคဒီ20အဆက်ကိုထပ်ပြီးရှင်းပြပေးတော့မှာဖြစ်ပါတယ်ဘဝယူရည်နည်းအတိုင်းပဲပေါ့နော်ဒီတစ်နှစ်ချိန်ပေါင်းခြင်းနည်းဖြစ်ပါတယ်တစ်3ပေါင်းတာကလေးငါးနဲ့3ညနဲ့ပေါင်းခြင်းကမှာဒီတစ်ကတစ်ချိန်6ရက်နည်းရက်ထပ်ပေါင်းရမှာဖြစ်ပါတယ် တော့ကျွန်တော်တို့လေးနဲ့တစ်ပေါင်းချင်းက9 9နဲ့ပေါင်းရင်10 6နဲ့4ပေါင်းချင်း10ဖြစ်သွားမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့မှာ3ညရတယ်3ညကို4ပေါင်းချင်းသိ4ကိုတစ်တူတာ9ဆိုတဲ့အတွက်3ညလေး9ကီးပဲထိုင်ပြီးရနေတာဖြစ်ပါတယ်ပေါ့နော် okay ပင်ပေါင်း30နဲ့5ဒေတီချပြီးအောင်မယ်ဆိုရင်တော့၃ညလေး၅ကီဖြစ်မယ်ပေါ့နော် okay ဒါကတော့ key 20နောက်ထပ်တစ်မျိုးဖြစ်ပါတယ်ပေါ့နော် ကျွန်တော်ဒီမနေ့မှတင်ပြထားတဲ့ကီးကတော့ဒီလိုဒီမှာ6ခွန်ရှိကီးဆိုပြီးရနေတာဖြစ်တယ်ဗောနော်တွင်နီးအရာ6ခွန်ရှိကီးရတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဒီမှာဒုံညာလင်းကားကီးနဲ့6ခွန်ရှိကီးရဆိုပြီးတော့ကျွန်တော်ဒီမှာကနဲမတူဗောနော်နောက်ထပ်2မျိုးဖြစ်ပါတယ်ဒီ2မျိုးကကျွန်တော်ဒီ9ตุงญาติอ่ะนี่ซาบีชี้ปะทาได้ป่ะเนาะนัมเบอร์7คนอ่ะนี่ဖြစ်ပါတယ်9ตุงญาติ ခွန်ကိုတုံညာကီးတဲ့ကတုံနှစ်ကလုံးကတုံညာသုံးပါနော်336တုံညာ၄တိ6ယောက်ခုမှာကီးနှလုံးစလုံးပါနော်6တုံညာ6 66 66 5စပီးဒီလိုလေးချပေးသွားခေပြီးပြီဖြစ်ဖြစ်တယ်ပါနော်နိနိတိနိနိတိပြီးတော့နောက်ထပ်တစ်ပြေမှာရှိ၄363ညတုံညာ9 009 900 ရှိကိုလေကိုတင်နီကီမှာကိုလိုချီကိုလေပေါ့နော်ဒီတပတ်မှာလည်းတွင်နီအရာကိုတင်နီကီပဲထပ်ပြီးရနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာကိုတင်နီဖြစ်မယ်ပေါ့နော်ဒါဆိုရင်တုံများဒီငါဒီကကျွန်တော်တလုံးအပါဖြစ်မယ်ပေါ့နော်တလုံးအပါဖြစ်ပါတယ်ပြီးရင်ဒီ6ခွန်ရှိကီတဲ့ကကနန်းတလုံးအပါဖြစ်မယ်ပေါ့နော်ကိုတင်နီတဲ့ကကနန်းတလုံးအပါဖြစ်ပါတယ် โอเคတော်များလေး9ရက်6ခုရှိရဲ့9ဒီနေရဲ့တတန်းတလုံးအထီပေါ့နော်ကျွန်တော်တို့အချိန်မှာကျွန်တော်တို့ချုပ်ထားတဲ့ဟာလေးကတော့ဒီကီကဒီနေတုံကီတလုံး၄9 6ကီတလုံး6ကိုတော်များကီတလုံးဆိုပြီးတော့ဒီမှာချုပ်ထားတာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ထပ်ပြီးချုပ်တဲ့ကီတွေနဲ့တလေးရှိကီလေးရှိနေကီ6ခု6ကီနဲ့ထပ်ချုပ်တဲ့အချိန်မှာလေးရှိတရတယ်ပေါ့နော်ဒီမှာဆိုရင်တရတယ်ဆိုရင်ဒီမှာလေးရှိတူတယ်ပေါ့နော် ပြီးရင်လေးရှင်နေလေးရှင်နေကလည်းဒီမှာလေးထိတ်ရှင်းလေနေပိလေးရှင်နေပေါ့နော်ဒီဟာလေးကတော့ကျွန်တော်တက်တန်းတလုံးအထိနဲ့တူနေတာဖြစ်ပါတယ်နောက်ထပ်တစ်ခုက ကျွန်တော်အားရှင်နေတူတယ်ပေါ့နော်ဒီမှာအားရှင်နေနေအားရှင်ပေါ့နော်အဲ့ဒီဟာလေးပဲတူနေတာဖြစ်ပါတယ်တက်တန်းတလုံးဒါထပ်ပြီးရှားပေးသွားအောင်မယ်ဆိုရင်ပေါ့နော်တော်များတင်းနဲ့ရှောက်ခွန်ရှိဒီကနန်းရှောက်လုံးကအလေနဲ့အပိတ်နေရာမှာ တဲ့နှလုံးအပါဖြစ်မယ်ပေါ့နော်။သွေးနည်းအရာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရွေးချယ်လိုက်တာက၄တစ်ချေရ၄ချစ်တစ်တဲ့ပေါ့နော်။ဒီမှာ၄တစ်လုံးအလေးနဲ့အပိနေရာမှာပြောင်းနေတဲ့အတွက်၄တစ်လုံးကကျွန်တော်ထိစီနေရအလိုအရောဖြစ်သွားမယ်ပေါ့နော်။နောက်ထပ်၅နှစ်ရှိ၅ရှိနေဆိုပြီးတော့ဒီတတန်းတစ်လုံးနောက်ခုစလုံးဒါထပ်ပြီးခြာပေးတော့ခင်မယ်ဆိုရင်ပေါ့နော်အနောက်နှလုံးပေါင်းရှင်းပရိသုံးလုံးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် တောင်များတစ်တုံးဖြစ်ပါတယ်ပြီးခရီးတစ်ပတ်မှာထပ်ပြီးခြားပြီးသွားခရီးနေဆဲပေါ့နော်ဒီရှောင်းရှောင်းကမှာရှောင်းနေကပေါင်းဆက်တဲ့ကိုရှောင်းနေမှာရှောင်းရဲ့ညပေါင်း10ပြိပေါ့နော်နေတောင်များကိုမှာတောင်များနဲ့ကိုပေါင်း9ပေါ့နော်ပြီးခရီးတစ်ပတ်3လင်းရှောင်းတဲ့ကကိုလေး3ပြိဒီတစ်ပတ်မှာတော့တန်းနည်းအရာတောင်များတစ်တုံးအနောက်နှလုံးပေါင်းရှင်းပြိဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ အဲလေတစ်ချစ်တီပေါင်းရှင်ကိုပြိဖြစ်နေတယ်ဗောနော် အနောက်မျိုးလုံးပေါင်းကိုဖြစ်ပါတယ်ဆိုတော့ဒီမှာ၃ညာတိတုံနဲ့ခင်ကြီးတာဆိုရင်လေနှစ်ရှစ်လေရှစ်နှစ်ငါရှင်းနေငါနေရှိဆိုပြီးရှိမယ်ပေါ့နော်အကယ်၍ဒါဒီတုံညာတစ်တုံးအနော်တလုံးပေါင်းရှင်ပြိပေါသွားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နောက်ထပ်သွင်းဤအရာကိုတုံညာတင်နေအနော်တလုံးပေါင်းရှင်ပြိချီတဲ့အတွက်လေးတစ်ချစ်လေးရှိတဲ့ကိုလည်းတင်มาဖြစ်ပါတယ် သုံးပရိအားကောင်းတယ်လို့အားနည်းထဲမှာလည်းတွေ့နေရတယ်ပေါ့နော်50 50ရခိုင်နှုန်းဖြစ်ပါတယ်ကုသုံးများဒီနေ့အနန္တလုံးပေါင်းရှင်ပရိပုံတူလည်းရှိတယ်ပေါ့နော်ဆိုတော့၄တိချင်းလည်းရှိတယ်ပေါ့နော်ဒီမှာ၅ရှင်းနဲ့၅ရှင်းနဲ့သုံးလုံးပေါင်းရှင်ပရိက305ပရိဖြစ်နေတယ်ပေါ့နော်305ပရိကလည်း20တခုရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပရိက2 3 4ခွန်ပရိကိုတုံးထားတာဖြစ်ပါတယ်အဲ့မှာ လေးရှိတီကပေါင်းရှင်း၃ပရိ၃ပရိအာနေထဲမှာလည်းပါနေတယ်လို့အာကောင်းတယ်လည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာပရိက35ပရိပေါ့နော်ကျွန်တော်ကတော့ရှစ်အလေထိုင်ကိုပို့ပြီးတော့ခြိုက်တာဖြစ်ပါတယ်โอเคအားလုံးပဲကံကောင်းကြပါစေခင်ဗျာ